thank you เออชูกูอะอะดีนี่อ่ะกูอะดีนี่เนี่ยจรอ่ะเปียอะดีวะวะโหပြောเสียอะไรชื่อลูกอ่ะดีกูตรีกูแวนป่ะกูตรีกูแวนวะป่ะ wonderful sleeping เอ่อ slippery ป่ะดิ wonderful wonderful slippery things ซะฮะเอออะไรดีเนี่ยดีโหเมโลดี้ป้ายกูเหมี่ยวได้ป่าวดีดีดีไอซีกูเหมี่ยวได้อยู่จรมา ိုက်ထီမရောက်သေးဘူးအဲ့ဒီနေရာထီမရောက်သေးတော့ရှေ့ရဟာကိုပဲကြည်ရင်ချင်းရက်ဖြစ်အောင်လို့ကျွန်တော်တီးကြည့်နေရတာဒါကသိပြီးစိတ်တိုင်းတော့ကြာသေးဘူးအဲ့ဒါသူကဒီနေရာဘယ်နေရာခက်တုံဆိုတော့ဒါပြောအဲ့ရဝါခက်နေအဲ့ကောင်နေရာကြတော့ तू ကဘလူးခေါ်မို့ကျွန်တော်တို့ဒီဟိုဘောဘလူးပြောရမို့ဒီ economy picking နဲ့ခက်မှာ လက်ချောင်းတွေကိုလည်းနေတယ်လက်ချောင်းတွေကိုလည်းတခြားတလုံးချင်းစီသွားมาရတယ်ပြုံးအမခရိုမက်တစ်စီကွတ်ဟူအာအဲ့အနေရလေးပေါ့အဲ့နေရလေးကတော်တော်စားတယ်ဗျာသူကတော်တော်ခက်တယ်အဲ့ဒါဒီဘာဖြစ်လို့ဘာလို့ စတစ်ခါထွက်ထွက်လာကျွန်တော် slap ပြီးပေါ့ကျွန်တော်တို့ဟိုတနေ့ကပြောတယ်ဟိုဘာပေါ့ slap သူကဒီဒီဒီလိုသူကအဲ့ဒါကြတော့ကျွန်တော်တို့ဖြတ်ပြီးတီးမှရမှာကျွန်တော်တို့ကြတော့ဒီလိုတစ်ခါတည်းတန်းပြီးတော့တွေ့တီးလို့ဘာဖြစ်လို့ဆိုတော့ဒီလိုပါလေအဲ့လိုလားအဲ့လိုပုံပုံစအပ်ပြီးတော့မှကြောက် သူကဒီဘောဘော blue ski ဘောသူတို့ just တမိုင်းတော့အဲ့ဟိုလာသူကဒီလိုမျိုးအရင်ဆုံး slap ပြီးဟိုသူဒီအောက်ကျိုးဟောဘောသူကဒီဟောဒီ string ဘောဒီ string ကဒီဟောဘောကျော် pop ဘောနော်ဒီဟိုတွေက pop ဖော့ဆွဲဒီ string ကို pop ဆွဲ pop ဆွဲပြီးတော့ဒီက hammer ကြတော့ဒီဟိုအောင်နှုတ်ကို e note ကိုရိုက်တာဟောဘော a string နဲ့ e note ကိုရိုက်တာ ဲ့လိုဖြစ်သွားတယ်เนาะအဲ့ဒီ string ကို string ကို pop ဆွဲလိုက်တယ်ဟာမကြာ e note ကိုရိုက်တယ်သူကအဲ့လိုဖြစ်အဲ့တော့ဒီဒီဆွဲတဲ့ဒီဘလိုခမို့ကျွန်တော်ဒီ pop ဆွဲတဲ့ဂျိုးတယ်ဒီဟာမရိုက်တဲ့ဂျိုးနေရမတူလေးဂျိုးနဲ့ငါးဂျိုးအဲ့တော့အဲ့ဘယ် e အောက်ဒေါက်တစ်ခုကကြာတော့ e string ရိုက်တယ် ဘုရာဘီယိုထားဝင်တာသူကဒီလိုအဲသူက hybrid picky လေးနဲ့ကုတ်တာလို့လေးလားတဲ့အဲ့လိုလေးလားသူက hybrid picking ကိုသုံးတာသူက အဲ့တူကဒီဟွာဘောဒီ secreto note လေးတွေကတော်တော်လေးကို secreto ဆိုတော့ကျွန်တော်တို့ကဒီဒါဆို sustain ပါရ secreto note မဟုတ်ဘူးဒါဆိုအဲ့ပို့ off lead တက်ခဏအဲ့အဲ့လိုမျိုးလေဟော မဲ့သူအကောအစာကြီးတယ်တလားအဲ့ဒါကြီးရဒီကောင်းကြ G minus 7 call ဟောအဲ့လိုသူကဝင်သွားတယ်ဆိုတော့ B minus 7ပေါ့ဘယ်လိုနောက်ပြောကြသူကဒီလိုပြန်လာတာဒီ alter ကိုခေါ်ပါဘောကျွန်တော်ကဒီကအဲ့လိုဘောဘောဒီ alter အဲ့နေရာမှာနားမလည်တာဗျကျွန်တော်ကအော်ဘာလို့ဒီဘောဘောအဲဘလူးခေါ်မို့ ဒီ F sharp author chord ပေါ့ the end ဒီ F author chord ဆိုတာတွေကတော့သူကဟို tension chord တွေပေါ့အဲ့မျိုးတွေ extension chord တွေသူတို့တို့ဟိုပါပေါ့ flap shape တွဲတယ် flap ရဲ့ shape တွဲတွဲတယ်နောက်ပြီးတော့ဒီကျွန်တော်တို့ဟို tension ထဲမှာဆိုလို့ရှိရင်เออตัว13ก็ shape 13 flap 13ไอ้อะไรเนี่ย11 shape 11 flap 11ไอ้อะไรไม่รู้ตัวตัวคอร์เดอร์คอร์ดดีโหลมก็ตรง3นี่ตรงน่ะเราไม่ชิวป่ะจ้ะไอ้อะไรไม่รู้ป่ะ ်ကြောအော်လိုမျိုးနေနောက်ပြအဲ့အမျိုးနော်အဲ့တော့ F sharp minor 7ပေါင်းရောက်သွားအဲ့အမျိုးတွေသူကနော်နောက်ပြ Jesse Lucy တို့မာရီအများဆုံးသုံးတဲ့အဲဟိုပါပေါ့ Panatonic scale ပေါ့ Panatonic minor blues scale blues scale လေးပါတာပေါ့သူကဒါမျိုးတွေပါတာဟုတ် เนาะအဲအဲလုံးတွေပါအဲအမျိုးတွေပါတော့ကြတော့သူကဒါဒီ minor blues key ပဲလဲရောက်တယ်အဲမျိုးအဲဒါပေမဲ့ဒီတချင်ကတော့ jazz fusion ပေါ့အဲလိုမျိုးပြောလို့ရတယ် jazz fusion တချင်သူကကိုစရီကိုပိုင်ရေးထားတယ်အဲဒါကိုစရီကိုပိုင်တီးထားတဲ့ဟာ ဲ့ဒီကျွန်တော်တို့ကဒီဟိုဟာဂူဂူအဲ့ training ဖြစ်နေဂူကဒီဘက် modern kit မှာ training ဖြစ်နေကျွန်တော်တို့အရင်တော့ဆိုလို့ရှင်ဟာမပူတော့နေပေါ့ဒါလေဒါပေမဲ့သူတို့ခစ်ကြတော့လူဖြစ်လာအဲ့အမျိုးနော်ဒါအဲ့တော့ပြန်တိပြပြန်တိကြအောင်အဲ့နေရာလေးကိုအဲ့အမျိုးဒီနော် အဲ့မင်းတော့အဲ့တော့ဒီလိုလေးပေါ့အဲ့တော့တော်တော်ဒီဟောဟောဒီ minor blues key ထဲမှာလေ B minor ရဲ့သူကဟောပေါ့ဟိုဟို shuffle note ပေါ့အဲ့အမျိုးလေးသူကနော် ီမှာလည်းဒီ try down note တွေပေါ့အဲအဲ try down note တွေယူသားဆိုအဲအဲကြောင့်ကျွန်တော်ကဒီဟာ blue scale လို့ခေါ်တာအဲ့လိုမလဲကျောဆိုတွန်းပြင်ပါအဲ့လိုတွန်းတော့မတွန်းဘူးဒါဒီဒီ shape ကိုလိုချင်တာအမ hand shape တော့ဘယ်လိုလာမှာဖာအဲ့ဒါလေးတွေ့တွေ့အဲ့လိုအဲ့ဒါယူလာ B minor octave chord ပဲအဲ့ဒါအဲ့ရမလားနော်အဲဒီ chromatic လေးတွေလည်းသူက resolution လောက်တာတချင်ဟုတ်လားသူကနော်အဲ့လိုမလားနော်သူ ဲ့လိုမျိုးလေးเนาะဒီအဲ့တော့ဒီလိုကြီးပြန်တရားအဲ့တို့လားဒီဒီဒီဘလိုခမို့ကျွန်တော်တို့ notes လေးတွေအဲ့ရဒီဘက်ခင်မှာဒါခေစားလာအဲ့ဒါကြီးရနော်နော်အဲ့လိုမျိုးလေး ဲ့ပဲသူအခက်ဆုံးနေရအဲ့နေရဖြည်းဖြည်းပဲကြည့်ရရေတော့အဲ့အမျိုးလေးတော့အဲ့မဲ့ခရိုမက်တစ်စီအဲ့လိုမျိုးလေးမြန်မြန်တော်တော်မြန်မာရမှာ ယ် sorry တော်ဒီအဲ့ရဒီ country ပုံစံမျိုးလေးဖြစ်လာအဲ့ပါအဲ့လားအဲ့လိုမျိုးလေးဒီ chromatic ပြီးတော့အဲ့ဒီအဲ့တော့ဒီ jazz မားတွေအများဆုံးသုံးတာပေါ့ဒီအဲ့လိုမျိုးလေးပေါ့တော်

်အကန့်ကြီးလုံးနေဒီ blue ski ထဲမှာပဲဝင်သွားတာလိုဘောเนาะเนาะအဲ့တော့ဖြည်းဖြည်းပြမယ်ဆိုလို့လေး ုံပြီးသွားဒီခရိုမက်တစ်ကိုတလုံးကြီးပြပြသွားတာထောက်မလွယ်ဘူးဗျအဲ့တော့အော်ဒီအဲ့ဒါပြီးတော့ကြာကျွန်တော်ကဘာလာလို့ဆိုဒီဒီအဲ့မဲ့ तू က affect you လေးတွေ့တုံတာ तू ကအဲ့တော့ တအမှန်တော့ဒီဟိုဘော major producer ဒီ core ရော ultra core တွေ ਨੇ အဲ့လိုမျိုးလို့တာသူကဒီအဲဒီကောင်ကိုယူမယ်ဆိုလို့ရှိရင်လေဒီဟမ်မပူလို့နဲ့မယူသူကဒီအမှားတော့ဒီဒီခော့ပဲသူကအဲ့ဒါကိုသူကဟမ်မပူလို့နဲ့မယူဒီကောင် app ကိုရင်သွင်းဆွဲ အက်ကိုဒီကစိုက်လာနောက်ပြီးကြမှာဒီမှာတောင်းရောက်သွားရင်ထုတ်သွားတာအဲနော်အဲ့တော့အက်ကနေစပြီးယူရတာအလို့သွားတာနော်အဲ့မဲ့နောက်ထပ် effect ကြီးကိုဒီ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 ကဒီခော့ရဲ့ဟွာပေါ့ effect ကြီးပေါ့ ဲ့လိုဖက်ဂျူတခုထက်လာတယ်သူကနော်ဒီလိုဒီကအဲ့တော့ဒင်းဒင်းမဲလေဒင်းဖက်ဂျူပဲမဲသူကမိုင်နာ7 flat 5ပေါ့အဲ့လိုပေါ့အဲ့တော့ယူသွားတယ်နော်အဲ့ဗျအဲ့လိုခေါ်လေးအစားအစားလေးနဲ့အဲ့လိုသူက ဖွဲ့စည်းသွားတာဒီ jazz fusion နေအဲ့လိုမျိုးเนาะအဲ့ဘယ်သူကသူလှုပ်သွားရေလှအတိုင်းနေလို့မျိုးအဲ့လိုဝင်လာ ဲ့တော့အဲ့ဒါဒီအဲ့အကြောင်းလေးကိုကျွန်တော်ကဘယ်လိုခေါ်မလို့ပြောချင်တယ်သူတို့ဒီခုနောက်ပိုင်းကျတော့ဒီလိုမျိုးဟိုကဘာမှာအဲ့လိုဖျူရှင်းနေတာရမ်းကိုပြီးတော့ဟောဟိုခေစားလာတော့ကြာကျွန်တော်တို့ကအရင်တော့ကဟိုပုံစံကွက်ကြီးတွေထဲမှာနေခဲ့လို့မရဘူးပြဒီရေစီးကြောင်းတိုင်းလိုက်ရမှာပဲလိုက်ပြီးတော့အဲ့ဒါတွေကိုစီအဲ့ဒါတွေကိုပြန်တီးကြည့်ပြန်အဲ့ဒါတို့ကဒီဒီအဲ့ဒီဟိုဘာလို့ဘာလို့ဆယ်လီဘရီသင်းအဲ့အဲ့တချင်ပေါ့ဂူဒရီကိုပန်ရဲ့ ဒီနာမည်ကြီးတစ်ချက်ပေါ့ဗျာအဲအဒီ groove groove sound တွေပေါ့အမှ GRV GRV groups အဲ groove sound တွေအဲမျိုးတွေလာတာသူကနော်အဲတော့ကျွန်တော်ကဒါလေးကတော့တော်တော်တည်းอืมဘာပြောဒီပြောစရာတစ်ခုရှိရလေဒီလူကဒီဟာကိုသူကဘလို့မဲစိတ်ကူးနေမှာတာဒီဒီနှစ်ခုကိုကိုင်းတာဒီ ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘောပေါ့ minor 7ဒီဘောပေါ့အမှားတော့ဟို b minor နဲ့ d ပါပဲအဲဘေး minor 7ဘောပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဟာရင်လည်းသူကဖွဲ့စည်းသွားတယ်ဘာပဲဒီမဲ့လာပြီး octave chord ဒါတော့ဒါဒါဆို7လို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ဒါ octave chord တွေဒါသူတို့ဟောတော့ဒီလို ဆိုတော့ဒီဒီမိုင်ကပြောင်းသွားတာသူက minus 7ဘက်ကိုပဲသူကယူသွားတာအဲ့ပဲ melody ပိုက်လာတယ်သူကဒီရှေ့ရထားဆိုလို့ရှိရင်ဒါ fusion solo လို့ပြောလို့ရအောင်အဲ့ဒါเนาะအဲ့တော့ဟုတ်ပြီကျွန်တော်ရဲ့ဒီဟောပေါ့ဒီဟို legend gun လေးကိုမကြော်မရသေးပါဘူးခုကတီးနေလို့ရှိသေးတယ်အဲ့ဒါလေးကအားကြီးသဘောကျလို့ကျွန်တော်တီးနေတော့မရှိသေးဘူးเนาะ ဒီဒီလိုသူ့လိုချောချောမူးထွက်လာဖို့မရသေးဘူးအဲရန်ကိုဘယ်လိုခေါ်မှုတနေ့ကိုဒီအချိန်ပေးပြီးကျင့်ရပါဘူးဗျာ၈နာရီ၁၀နာရီ၁၀နာရီတနေ့ကိုလည်းဖြစ်ဖြစ်အဲ့လိုမျိုးကျင့်ကျင့်နေရပါဘောကျော်ကတော့ဘယ်လိုခေါ်မှုအင်းသမင်းမဆိုင်နေပလေစီအဲ့လိုမျိုးဂရမတီးရရင်တော့သေသွားပါဗျာအဲ့လိုမျိုးအဲ့ဒါကြောင့်တီးနေရမှာရရမရရဒါတော့ကိုကတော့တီးနေပါပဲအဲ့လိုပြောတာနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ရဲ့ဒီဟိုပါဘောလေ့ကျင့်မှုလေ့ကျင့်နည်းလေးကို မြောက်ဝင်ပေးလိုက်တာပါသူကအဲ့တော့ကျွန်တော် channel ကိုကြည့်ရှုအားပေးတဲ့ချစ်တကယ်ချင်းမိတ်ဆွေအားလုံးကျေးဇူးတင်ပါတယ် bye bye